မြဲကိုဆိုင်နဲ့အတူတူလိုက်ပြီးတော့ပွဲတွေလိုက်ဆိုတချင်းတွေလိုက်ဆိုပြီးတော့ဘေးနားနေအမြဲတင်ယူလေ့လာကြည့်နေရအောင် အဲ့ကိုဒါဒါကြောင့်မလို့လေကိုဆိုင်ဖြစ်နေတာပေါ့နော်မြေစိတ်ထဲမှာအဲ့လိုပဲအဲ့လိုပဲအများကြီးဖြစ်နေပါတယ်ဟုတ်ကိုဆိုင်ကတော့အများကြီးပြင်ပေးရဆိုတာထက်ဘလို့လုပ်ရင်ပို့ပြီးတော့ကောင်းနိုင်မလဲဆိုတာတော့သူကအများကြီးတင်ပြပေးပါတယ်အခုချိန်မှာတော့ကိုဆိုင်နဲ့တချင်းနေလိုက်ဆိုနေရတာပျော်တယ်မြတ်မြတ်ကိုကတော့ကိုမြတ်ကြိုက်တဲ့တချင်းပုံစံလေးနဲ့မြတ်တချင်းနေထုတ်မယ်မြတ်လုံးလိုက်စင်မှာတော့ဒီလောက်ပဲမြတ်စိတ်ထဲမှာရှိတယ်ဟုတ်သူ့ယူလာတခုအဲ့တချင်းစီတာပေါ့နော်ကိုဆိုင်ကသူအများကြီး သူအများရန်ကိုဆိုင်ပြောရတဲ့ဆိုင်ကဘလောက်ပဲကြူလုံးလုံးပေါ့နော်ပွဲတပွဲရောက်သွားပြီဆိုလို့ရှင်ပြိတက်ရင်အခြေအနေကဘလို့ရှိနေလဲဟိုသူတို့သူတို့သူတို့ပျော်နေလားဝမ်းနည်းနေတဲ့မုမျိုးဖြစ်နေလားသူကသူအဲ့ဒါကိုအရင်ကြည့်ရပေါ့နော်အဲ့ဒါကြည့်ပြီးတော့မှသူအများနဲ့တချင်းကိုစီတယ်အများနဲ့ကြည့်ပြီးတော့လုပ်တယ်အဲ့ဒီတစ်ခုတော့ကိုဆိုင်ဇီယာမြတ်တင်ယူနေတယ်ပေါ့နော်မြက်လိလာတယ်ဟာအာဂီတလုံးရှောင်းမှုကမြက်ကတော့ မဲကတော့အာမဲနောက်တချင်းတစ်ပုတ်ထုတ်ဖို့ရှိတယ်ပေါ့နော်ဒီတချင်းလေးဟိုဘယ်လိုပြောမလဲမြက်တချင်းနေမြက်တောက်လျှောက်ကတော့ကိုဆိုင်နေပဲပွဲနေပဲဆိုပြတာပဲများရဲ့အာဒါမဲ့မြက်ကိုကတာကိုလည်းအာတချင်းလေးတွေကိုတက်ကိုကြံခဲ့တယ်ဆိုပြီးရှိအောင်လို့မြက်နောက်တချင်းလေး အာတပုံနှစ်ပုံလောက်ထပ်ပြီးတော့လုံနေပါတယ်ဟုတ်အာမြက်တခြင်းကိုဆိုင်နဲ့တခြင်းလုံဖြစ်သွားမြက်တို့နှစ်ယောက်ကြားထဲမှာ mutual friend သူရှိလဲဆိုအမရာဖုန်းရှိရပေါ့နော်အမရာနဲ့ကအလုံငယ်တဲ့ chat ရှိမှာလဲတခြင်းတွေပါတယ်သွားဆိုနေခင်ခဲ့ရဖြစ်တဲ့အတွက်ကြောင့်မလို့အာဒီရုပ်ရှင်မှာအမရာပေါ့နော်အမားပေါ့နော်ဟိုဟာရုပ်ရှင် စိတ်ဝင်တည်ဟိုဆိုဖို့အမျိုးသမီးဆိုတော့လိုနေတယ်အမဟိုစိတ်ဝင်စားလားဆိုကြည့်မလားပေါ့နော်ဆိုပြီးတော့အဲ့လိုမျိုးပြောတာနေပြီးတော့မှဟိုကိုဆိုင်ရုပ်ရှင်တွက်ဆိုတာတိပြီးတော့အမြတ်တို့ဆိုပြစ်သွားတာပါအဲ့ရနေမှာကိုဆိုင်ကလည်းသူတချင်းနေပြန်ဆိုတော့မယ်မြတ်အဲ့လိုမျိုး like like ဆိုကြည့်မလားပေါ့နော်စိတ်ဝင်စားလားโอเคဆိုမယ်ဆိုကြမယ်ဆိုပြီးတော့အဲ့ရနေမှာအခုဆိုလိုက်တာအခုဆိုတက်နဲ့ကြော်သားပြီပေါ့နော်ဟုတ် ဟုတ်ကိုဆိုင်နုနဲ့အလုံးလောက်ရတာအရင်ပြောဖို့ကောင်းပါတယ်အလုံးလောက်ရတယ်လို့မထင်ဘူးအာအလုံးလောက်ရတယ်လို့မထင်အောင်အကြောင်းရင်းတစ်ခုကလည်းတချင်းဆိုတာဖြစ်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီတချင်းဆိုတာ အချင်းဆိုရဲဆိုတာဘယ်လိုပြောရလဲအသက်ရှင်နေတယ်လို့ပြောတာဆိုမျက်စောကခရစ်ခရစ်ရပြတ်တဲ့အတွက်ကြောင့်မျက်တို့ငငယ်တဲ့ကဟိုလိုမျိုးဖျားချောင်းသွားအချင်းဆိုနေတာဖြစ်တဲ့အတွက်ကြောင့်တော့မျက်တော့ကဒါအလုံးတစ်ခုလိုလဲစိတ်ထဲမှာမဖြစ်ဘူးနော်အဲ့လိုမဖြစ်တဲ့ကြားထဲမှာကိုဆိုင်တို့နဲ့တွဲပြီးတော့ဟိုလိုမျိုးခီးတွေသွားအချင်းနေဆိုတာတဲ့အချိန်မှာဟိုပို့ပြီးတော့ပို့ပြီးတော့ ဘယ်လိုပြောရမလဲပျော်ဖို့ကောင်းတာပေါ့နော်အာပြီးတော့ကိုဆိုင်ကလည်းကိုဆိုင်ကလည်းအများကြီးတင်ပေးပါတယ်မြတ်တို့အခုဆိုတချင်းတူတူတွဲဆိုလာတာတစ်နှစ်ကျော်ပြီပေါ့နော်ဆက်ဆက်ချင်းမှာတော့သူဘာမှမြတ်ကိုတိတ်ပြီးတော့ pressure မပေးဘူးမြတ်အစဉ်ပြေသလိုဟိုမြတ်ကို တပွဲပြီးတပွဲပြီးတိုင်းမှာအဲ့လိုမျိုးမြက်ဒီတရားလေးဆိုလို့ရှိရင်တော့ဘယ်လိုလေးပြင်လို့ရမလဲဒါလေးဆိုလို့ရှိရင်တော့ဘယ်လိုပြောင်းပြီးတော့လုပ်လို့ရမလဲအဲ့လိုမျိုးပေါ့နော်ပွဲပြီးတိုင်းပြီးတိုင်းမှာကိုစားအမြဲတမ်းပြန်ပြီး feedback ပေးရမြက်ပဲမဟုတ်ကိုပြေဆောင်ရောနှစ်ယောက်လုံးတူတူပဲအဲ့လိုမျိုးသူဟိုတင်ပြပေးပေါ့နော်လမ်းပြပေးတယ်ဆိုတော့ဟုတ်အဲ့အဲ့အဲ့ဒါကြောင့်မလို့လဲကိုစိုင်းတဲ့လွတ်လွတ်ရတော့ပြော အာ friend zone ကအကိုရင်းနဲ့တော့လောလောဆယ်တော့မရှိသေးပါဘူးဟုတ်ဟဲ့တို့ကိုအဲပွဲပွဲနဲ့ပတ်သက်လို့ရှင်တော့ကိုဆိုင်ကိုမြဲအဲ့လိုမျိုးပြီးတော့မယ်အတူယူလာတခုအဲ့တချင်းစီတာပေါ့နော်ကိုဆိုင်ကသူအမြဲတမ်းသူအမြဲတမ်းကိုဆိုင်ပြောတဲ့စကားကဘလောက်ပဲကြုံလုံးလုံးပေါ့နော်ပွဲတပွဲရောက်သွားပြီဆိုလို့ရှင်ပြိတ်သက်ရင်အခြေအနေကဘလို့ရှိနေလဲဟိုသူတို့သူတို့သူတို့ပျော်နေလားသူတို့ဟိုဘယ်လိုပြောမလဲဟို ဝမ်းနည်းနေတဲ့မုမျိုးဖြစ်နေလား။ तू က तू အဲ့ဒါကိုအရင်ကြည့်ရမှာ။အဲ့ဒါကြည့်ပြီးတော့မှ तू အများနဲ့တချင်းကိုစီတယ်။တချင်းစီလို့ရှင်လဲဘလို့ဟိုထမ်ပိုပေါ့နော်ဘလို့အနေဘလို့နှိမ်သွားမယ်ဘလို့မြင့်သွားမယ်အဲ့လိုမျိုးလေး तू အများနဲ့ကြည့်ပြီးတော့လုပ်တယ်။အဲ့တခုတော့ကိုဆိုင်ဆီကမြက်တင့်ယူနေတယ်ပေါ့နော်မြက်လိလာနေတာ။ကိုဆိုင်ကကိုဆိုင်ပေါ့။ဟုတ်တယ်ဘလို့ကြောင်းရဲ့လို့တော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးမြက်ကိုဆိုင်နဲ့အတူတူလိုက်ပြီးတော့ပွဲတွေလိုက်ဆိုတချင်းတွေလိုက်ဆို ပြီးတော့ဘေးနားကနေအမြဲတင်းယူလေ့လာကြည့်နေရအော်အဲ့ကဒါဒါကြောင့်မလို့လေကိုဆိုင်ဖြစ်နေတာပေါ့နော်။မြေစိတ်ထဲမှာအဲ့လိုပဲအဲ့လိုပဲအမြဲတမ်းဖြစ်နေပါတယ်။ဟုတ်ကိုဆိုင်ကတော့အမြဲတမ်းပြင်ပေးရဆိုတာထက်ဘလို့လုပ်ရင်ပို့ပြီးတော့ကောင်းနိုင်မလဲဆိုတာတော့သူကအမြဲတမ်းတင်ပြပေးပါတယ်။အခုချိန်မှာတော့ကိုဆိုင်နဲ့တချင်းတွေလိုက်ဆိုနေရတာပျော်တယ်။မြက်မြက်ကိုကတည်းကမြက်ကြိုက်တဲ့တချင်းပုံစံလေးနဲ့မြက်တချင်းတွေထုတ်မယ်။မြက်လောလောဆယ်မှာတော့ဒီလောက်ပဲမြေစိတ်ထဲမှာရှိတယ်ဟုတ်။ အာမြက်ကအဲ့ဒါလေလေအမှန်တမ်းပြောရရင်တော့အခုချိန်ထိမြက်မြက်ဘလို့တချင်းပုံစံမျိုးလုပ်ချင်လဲဆိုတော့မြက်ရှာမတွေ့ဘူးအမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဟိုဆိုတချင်းကတော့အမြဲနားထောင်နေတာပဲအော်ဒီတချင်းဆိုလဲကြိုက်တယ်တချင်းဆိုလဲကြိုက်တယ်နားထောင်နေတဲ့ဥစ္စာအများကြီးရှိတယ်ဒါပေမဲ့ကိုကိုတိုင်းကိုကိုတိုင်းစုံရမယ်ဆိုတဲ့အချိန်မှာမြက်ဘလို့ပုံစံမျိုးလုပ်ချင်တယ်ဆိုတာမြက်အခုချိန်ထိရှာမတွေ့သေးဘူးအမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်ဟုတ်ဆိုတော့ရှာတွေ့တဲ့အချိန်တော့ အဲ့အဲ့ဒီဥစ္စာလေးကိုမျက်လုံးဖြစ်မယ်လို့တော့ချက်ထားမယ်ဟောအဲ့လိုမျိုးတော့လာပြီးပြောတာတော့မရှိသေးဘူးပေါ့နော်ဒါပေမဲ့ဟိုအဲ့လိုမျိုးအနီးနားနီးနားဆက်ဆက်ကတကယ်ချင်းနေရတော့အော်နင်ရုပ်ရှင်ဇဝင်တေးတခြင်းနေဆိုတာနင်းနဲ့လိုက်တယ်ပေါ့နော်တခြင်းအေးအေးလေးတွေနဲ့အဲ့လိုမျိုးလေးဆိုတာလေးနင်းနဲ့လိုက်တယ်ဆိုပြီးတော့မျက်ကိုပြုတ်ပါတယ်ဟောဟုတ်ပြုတ်ပါတယ်ဟိုဒီဇဝင်တေး တဲမှာမှာမြန်ပြန်ဆိုတဲ့အဲသုံးပုံမှာမှာနှစ်ပုံကလည်းဟိုအရင်တော့အရန်အောင်မြင်ခဲ့တဲ့တခြင်းတွေပြန်ဆိုခဲ့ရဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီကဟိုမြက်ကိုလည်းပြန်ဆိုနိုင်မယ်ထင်ပြီးတော့ရုံရုံကြည်ကြည်နဲ့လာပြီးတော့ဟိုစိုးခိုင်းနေအကိုတွေအမတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ဟိုဘယ်လိုပြောရမလဲမြက်လည်းဒီလောက်ထိမြက်ကိုဟိုအားပေးပြီးတော့ချစ်ပေးကြမယ်လို့ဟိုမထင်ထားဘူးပေါ့နော်ဒါပေမဲ့လည်းအားပေးကြတဲ့အတွက်ချစ်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆက်ပြီးတော့ လည်းချစ်ပေးကြပါအောင်လို့ပြောချင်ပါတယ်ဟုတ်